ကလုံးဝမမြော်လင့်ဘူးကျမကလုံးဝမမြော်လင့်ဘူးအခုရုတ်တရက်ဒီလိုမျိုး SP ချင်းကနေမိသားစုကနေဒီဂျော်ဂျီတော်ငယ်မိဘမဲ့ကဟာရွေးပြီးတော့မှဟိုအလူငွေတိတ်တရာလာလူပေးတာကျမအရန်စိတ်လှရှားပြီးတော့မှဂျေဆုများကြီးတင်တယ်အဲဒီငွေတွေဆိုရင်တကယ်လိုအပ်တယ် ရှင်းရှင်းပြောကျွန်တော်အတွက်အရင်ကအတက်ဆိုတာကလေးအတွက်ပေါ့နော်ပြီးတော့မှကလေးတွေပညာရေးတွေတွက်လို့ရဲအခုဆိုခရစ်စမတ်နာနီးပြီဆိုရင်အဲရိုးလေးဥပလေးအတက်လေးဝရှင်မယ်အဲ့ဒါကျွန်တော်စိတ်ပူရပေါ့နော် ကနာကျမ်းမှာပြောမှာစိတ်ချမ်းသာစွာဖြင့်တွားလာတဲ့နေရာတိုင်းမှာလည်းပြည့်ရမယ်ကင်းချင်းကိုရတယ်ကျွန်တော်အမြဲတမ်းစတင်ပေးရလို့ဒီကနေ့ပြည့်စုံတယ် ့နာမည်ကဒေါ်ဘဲလာနိုးဖြစ်ပါတယ်ကျွန်မကဒီမိဘမဲ့ဒေါ်ကြီးတော်ငယ်မိဘမဲ့ကရမှာခေဟာမှုအနေနဲ့တောင်းထမ်းဆောင်ပါတယ်အခုဆိုရင်35နှစ်ကျော်ပြီပေါ့နော်ဒီလုပ်ငန်းကိုလုပ်လာတာဆရာမကြီးနဲ့တွေ့ပြီးတော့မှလေ35နှစ်ချစ်ချစ်တိုင်တိုင်လုပ်တာပြီအဲဒီအကြောင်းကိုပြောရရင်တော့အများကြီးပဲဘာဖြစ်ဆိုကိုကိုတိုင်ကဒီအလုပ်ကိုလုပ်ဖို့တခါမှမစဉ်းစားဘူးပေါ့နော် ဒါပေမဲ့ဒီဒီဟာကိုရောက်လာတဲ့အခါကျတော့ဒီကလေးနဲ့အနိကနေရတယ်ပြီးတော့မှအန်တီကိုရိုင်က6ရက်သား9ရက်သားကလေးကိုကိုယ့်ရဲ့သားသားလိုပဲကြည်လာတယ်ပြုစုလာရတယ်ကိုမမွေးထုံယုံတမယ်ပဲကျွန်မကကြည်လာတဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့ဒီကလေးတွေကိုအရန် သနာတယ်ဘာဖြစ်ဆိုအမေမရှိဘူးအန်တီအနေနဲ့အန်တီရဲ့ကိုပိုင်ကလေးတော့၃ယောက်ရှိတယ်ပြီးတော့မှဒီမိဘမဲ့ကလေး၄ယောက်ကို၆ရက်သားအမေမွေးပြီး၆ရက်သားဟို၇ရက်သားကလေးကိုကိုယ်တိုင်ကြည်လာတဲ့အတွက်ကြောင့်အန်တီဒီကလေးကိုကြည်လာတဲ့အခါမှာအန်တီကဘလို့ဖြစ်လာလဲဆိုအော်ဒီကလေးကိုကျူးဆွရမယ်ကျူးထောင်ရမယ်ဒီလိုမျိုးပြောထားမှသာသူတို့ရဲ့ဘဝကဟို တာရမယ်ဖြောက်ဖြူးမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့မှဒီလိုမျိုးကလေးတွေကြောက်လာတဲ့အခါကျရင်ဟိုဒီကရရောက်လာတဲ့ကလေးတွေကအမေအမေကိုယ်တိုင်လာပို့တာရှိတယ်ဘာဖြစ်လို့အမေကိုယ်တိုင်လာပို့လဲဆိုတော့အမေကလုံးဝဒီကလေးကိုမကြည့်နိုင်ဘူးတကယ်လို့အန်ဂျီရောကလက်မခံဘူးဆိုရင်ဒီကလေးသူကအဲဒီနေရာမှာစွန့်ပစ်မှာစိုးလို့အန်ဂျီကလည်းကြည့်လာကြည့်လာတဲ့အခါကျတော့အန်ဂျီရဲ့နှုံသားထက်မှာ ကိုကလေးတယောက်ဆိုရင် तू ကနနစ်ကြော်ကြော်အန်တီတာနဲ့တရွယ်သေးပဲ तू ရောက်လာတယ်။ तू ရောက်လာတဲ့အချိန်မှာနနစ်သားဒါပေမဲ့ဒီကလေးကအန်တီတာနဲ့ចောင်းတူတူသွားတယ်ចောင်းတူပြန်တယ်။ဒါကကြတော့အန်တီယာ तू ကြည့်လာတယ်ကြည်လာတော့ तू ကဆယ်ရန်ရောက်တဲ့အခါမှာသူ့သူငယ်ချင်းနဲ့ तू ဘာပြောလဲဆိုတော့ငါမှအမေရှိတယ်။တမင်းကမိဘရောက်နေတယ်မသိဘူးဆိုတော့ကျွန်မအယမ်းခံစားသွားတယ် ခံစားပြီးတော့မှအော်ငါဒီအလုပ်ကိုငါလုပ်တော့မယ်ငါဒီကလေးကိုငါမေတ္တာနဲ့ငါကြည့်ရမယ်အင်းတကယ်တော့ဒီအလုပ်လုပ်တာတော့မလွယ်ဘောเนาะတခါတခါစိတ်ဓာတ်ကျတယ်ကလေးကိုထိန်းရတာပြီးတော့မှစားဖို့နေရေးစားဖို့ဖို့ဖို့ပြီးတော့မှသူတို့ကြောင်းနေဖို့ကုန်စရာစေးတွေလည်းများတယ်အန်တီအနေနဲ့မတတ်နိုင်ဘူးဒါမဲ့အန်တီကတော့ပြန်စုတောင်းရင်းနဲ့ဒီကလေးကိုအန်တီကကြည့်သွားတယ် ပေါ့နော်ပြီးတော့မှအခုဆိုရင် NTD အသက်ရွယ်မှာဆက်ပြီးတော့မှအဆုံးတိုင်အောင်လုပ်နိုင်သည့် NTD ကိုလောက်သွားမှာပဲဒီကနေ့ဒီ NTD ကဒီကလေးကိုဒီကလေးတွေကိုကြလိုက်တဲ့အခါမှာတခါတခါမှာစိတ်ကြကြတယ်ဟိုငါမကြည့်နိုင်တော့ဘူး သူတို့ရဲ့ဘဝအတွက်အများကြီးပေါ့နော်တယောက်တည်းမဟုတ်ဘူးလေအများကြီးအတွက်ကိုဘဝတန်ကိုယူပြီးသွားရမှာဆိုတော့တခါတခါတော့မလုံမလုံနိုင်ဘူးမလုံချင်တော့ဘူးလို့ပြောမိတယ်ဆရာမကြီးတွေရှိတော့ဆိုပြောမိတယ်တမီးမလုံနိုင်တော့ဒါပေမဲ့ဆရာမကြီးကပါပြောတမီးလုံမရမယ်တမီးလုံနိုင်တယ်အဲ့လိုမျိုးပြောတော့အာအပြန်ရှိတယ်ဒီနေ့မှာဒီညညနေ့မှာကိုကမလုံချင်ဘူးလို့ပြောပြင်မဲ့မနေ့ပြန်ထတာနဲ့ဒီလုံပဲကိုလုံတယ် ဒီလောက်ပဲကိုလုပ်တယ်ဘာဖြစ်ဆိုလုံးမရမယ်ဒီကလေးကိုမပြောချင်တော့ဘူးဆိုတာမရှိစေရဘူးမနဲ့ထားနဲ့သူတို့သွန်သင်ရမယ်ဆုံးမရမယ်ဘာဖြစ်လို့လဲဆိုရင်သူတို့လမ်းမှာရောက်အောင်သူတရားဆုံးမရမှာပဲလေအဲ့ဒါမှအ ਨੇ ဆုံးတော့သူတို့ကဘယ်လိုတော့လမ်းပေးမရောက်ဘူးသူတို့ပြောပညာရေးနဲ့သူတို့ဟိုအဆင်မပြေဘူးဆိုရင်လည်း အယောက်ျားလေးဆိုရင်လည်းဟိုဝက်ရှော့တို့အမျိုးမိန်းလေးတွေဆိုရင်လည်းဟိုလက်မှုတို့အဲ့ဒီကိုအန်တီယာ try ပြီးတော့တုတ်ပြီးပြီးတော့မှအန်တီယာဘယ်တော့ပဲစိတ်ဓာတ်ကျနေပါစေဒီလုပ်ကိုနောက်တည့်ရောက်တာနဲ့ငါလုပ်မယ်ငါလုပ်နိုင်တယ်ဆရာမပြောတဲ့စကားငါလုပ်နိုင်တာလုပ်ရမယ်ဆိုစိတ်ပြီးတော့မှဒီအလုပ် လုပ်တယ်ဆိုတာကကိုယ့်ရဲ့ကိုယ်ချိုးမဟုတ်ဘူးတကယ်ပြောတာပါသူတို့ဇေယျမျောလင့်ပြီးတော့မှသူတို့အမြဲပြောတယ် သားတို့သမီးတို့အခုစာကြက်တာသားတို့သမီးတို့ဖွဲရတာပြီးတော့မှအလုပ်ရတဲ့ခံမှာလက်ကားရတဲ့ခါကျမမကိုပြေးဖို့မဟုတ်သူကမမလို့ခေါ်တယ်မမကိုပြေးဖို့မဟုတ်ဘူးသားတို့သမီးတို့ကိုရှိတော့ပို့ကိုရတည်ပြီးဆိုရပြီအဲ့လိုမျိုးပါဒါအဲ့ဒါမျိုးပါပါမျိုးနဲ့ချဲမှာတော့မရှိသူတို့သူတို့ရှိတော့ပို့သူတို့ရတည်နေပြီဆိုရပြီ ဟိုလူသားအကျိုးပြုမဲ့အလုပ်တွေလုပ်မယ်နိုင်ငံအတွက်လူမျိုးအတွက်နော်ပြီးတော့မှသူတို့လူမျိုးမိဘမဲ့ကလေးပြန်ကြည့်တာတို့ကိုကျင်းစာတရားတွေမြစ်တာတရားတွေထားတတ်အောင်လို့ဒါတွေပဲအကြီးကသူတို့တင်ပါတယ်ကျွန်တော်တို့ကလေဒီယာနေတယ်များတယ်ဆိုတာ ဘာပဲဖြစ်ဖြစ်ဟိုဟိုမြေမျိုးတို့ကတော့ပါလို့တဲ့ချိန်မှာကျွန်တော်တည်ရတယ်ကျွန်တော်ရောက်ခမကုန်တိုင်းလည်းတို့ပရာဟိတလုံနေတယ်အားတို့ခက်ခဲဆမပြောတဲ့အလူရှင်တွေအေးရရှိဖို့ကိစ္စအပြင်ကလေးတွေကြီးရှိဆောင်ရောက်တဲ့အဲတချို့တော့ခက်ခဲလေးတွေကျွန်တော်ကြားနေရအမြဲတမ်းအဲ့တော့အဲ့တော့ကျွန်တော်နီးစပ်ပါတယ်နီးစပ်ပါတယ်ဒီကတော့ဘာပဲပြောငါမှုတကြက်လည်းထိရောက်ရှင်တယ်အဲ့တော့ ျွန်တော်ကအဲ့ဒါနောက်ပိုင်းလူတဲ့ချိန်ကျွန်တော်နေရာတော်တော်ကြီးပါဟုတ်ကဲ့ဒီမှာတော့ဘိုင်ဘယ်ဘယ်ဒီနေရာမှန်ကိုရောက်လာတဲ့ပို့ဆောင်ပေးတဲ့တော့ကိုယ့်ရဲ့ညီငယ်ညီမငယ်တွေလည်းကျေးဇူးတင်တယ်နော်ဟိုဆရာမတို့လည်းထက်လောင်ကျေးဇူးတင်ပါတယ်ညှိုးလင်းချက်မထားတာလဲဆိုတော့သူတို့အတွက်ကိုဘယ်လိုပြောမလဲသူတို့အတွက်လဲဝန်ထုတ်ဖို့ကိုဖြစ်စေချင်ဘူးဟိုမမကကြည့်ပေးလို့မမကပြန်ပြီးလှုပ်ပေးရမယ်ဆိုတာဘုရောမမမပြောဘူး ဒါမဲ့တိတိုက်ရင်လုတ်ပါဘရော့မှဆမ်မကြီးပြောတယ်လို့များရေးဆိုတာစီးစင်းတာပဲရှိတယ်ဆန်တက်တဲ့ရင်ဖြစ်ဘူးဆိုပြီးဆမ်မအမြဲပြောတယ်ဆမ်မကြီးလည်းအဲ့လိုပဲဘာမှမျောလင့်ချက်မရှိဘူးမျောလင့်ချက်မရှိဘူးဆိုတော့သူ့ရဲ့ကိုယ်ကျိုးတဲ့မျောပြီးတော့မှလုတ်တာမဟုတ်ဘူးဒီကလေးတွေဘဝအတွက်ကိုသူလုတ်သွားတာအဲကြောင့်ဆမ်မကြီးဆိုရင်ကျမကိုဟိုတင်ပေးတဲ့စကားတွေခွန်အားတွေနဲ့ကျမဒီအလုပ်ကိုဆက်လုပ်တာသူပြောတဲ့စကားက သမီးလောက်ကိုလောက်ရမယ်သမီးလောက်နိုင်တယ်အဲ့ဒါနဲ့လောက်ကြတယ်ဒီလုပ်ငန်းလောက်လာတာလဲလဲကြပြီပြီးတော့မှဆာမကြီးတို့ရှိတဲ့လက်ထက်ကလေးကဒီလိုစိုက်ပျိုးရေးတွေဝင်းမြူလောက်တယ်စိုက်ပျိုးရေးဝင်းမြူလောက်လောက်တဲ့ခါခြံထွက်တဲ့အီးနန်တွေဆိုရင်လည်းရောက်လာရင်ကလေးတို့ကိုယ်တိုင်ဒီလိုမျိုးပေါ့နော်ကိုယ်တိုင်လည်းရောင်းတယ်ကိုရဲဟာစားမယ်ပြီးတော့မှဘယ်လိုပြောမလဲအလူခံတယ်ဆိုတာကဟိုတတ်နိုင်တဲ့လူရှိတယ်လို့မတတ်နိုင်တဲ့လူရှိတယ် ပြီးတော့မှအခုဆိုရင်လည်းဘယ်လိုပြောအတူခံရဆိုတာကအမျိုးမျိုးရှိတယ်လေဒါဟိုကို့အဲ့လိုမျိုးကလေးပန်းပြပြီးတော့မှဒူရဲဆိုတာလည်းအန်တီရောကမဖြစ်စေချင်ဘူးလေနော်ပြီးတော့မှဒီမျိုးအလူရှင်လာတဲ့ခါကျရင်လည်းအန်တီအငဲလမ်းသူတို့ပြောอืมသမင်တနတ်စာကိုဘယ်လောက်ကြလဲပေါ့နော်ဒါပေမဲ့အန်တီကခေအခြေအနေရအများကြီးမပြောဘယ်လိုပြောလဲဆိုတော့ဟိုအလူရှင်အနေနဲ့ဘယ်လောက်တူမလဲ နည်းတာများတာကိစ္စမရှိဘူးဟိုအန်ဂျီရောအဆင်ပြောင်းလုတ်ပေးတယ်ဥမာအဖြစ်သမင်းတနတ်ကျွေးမယ်ဆိုရင်ဥမာအဖြစ်သသိန်းကျူတယ်ဆိုရင်လည်းကျဲ့ဥဟင်းနဲ့သမင်းနဲ့ဟိုအကုန်လုံးအဆင်ပြောင်းလုတ်တယ်အဲ့လိုမျိုးဟိုသုံးသိန်းမှ၅သိန်းမှအဲ့လိုမျိုးမပြောထွက်ဘူးမပြောထွက်ဘူးလူတဲ့ပုံမှာပဲအန်ဂျီရောအဆင်ပြေလုတ်တယ်ပြီးတော့မှဟိုတစ်ခါတစ်ခါအခက်အခဲရှိရခလေးတွေနေမကောင်း ကျမ်းမှာဘူးအဲ့လိုမျိုးဆေးရုံတွေတက်တဲ့ခါမှာလိုအပ်တယ်တခါတခါစိတ်ထဲမှာအကူအညီတော့တောင်းချင်တယ်ဒါပေမဲ့ဟိုမတောင်းဖြစ်ဘူးကိုယ့်အကူအစင်ပြောင်းမယ်အဲ့လိုပဲခက်ခဲရရင်လည်းကိုယ်ပဲမရှိနဲ့ကိုယ်ပဲရှင်နဲ့ကိုယ်ပဲခုအတိဆုံးပေါ့နော်ဆာမချီဆုံးနဲ့ပတ်စံတပြားမှမရှိဘူးမရှိခဲ့ရင်လည်းသူတို့ဟိုဘယ်လိုပြောမလဲသူများအလိုမခံဘူးပေါ့နော်သူများလည်းခက်ခဲတယ်ကိုချင်းစားတယ်သူများခက်ကိုချင်းစားအဲ့လိုမျိုးရောက်ပါမယ် ီးတော့ပြီးတော့မှခုနပြောသလိုမျိုးကဒီလိုမျိုးအလူခံခြင်းအဖြစ်နားလေတဲ့သူရှိတယ်နားမလေတဲ့သူရှိတယ်ဘယ်နော်အန်တီရောရောအလူမျိုးရောအချင်းခံခြင်းဘာမခံခြင်းလားတော့မဟုတ်ဘူးလေကျေရောကျွန်မကလုံးဝမမျော်လင့်ဘူးကျွန်မကလုံးဝမမျော်လင့်ဘူးအခုရုပ်တရက်ဒီလိုမျိုး SP ချင်းကနေမိသားစုကနေဒီကြော်ကြီးကြော်ငယ်မိဘမဲ့ခင်ဟာရွေးပြီးတော့မှအဲ အလူငွေ300တာလူပေးတာကျွန်မအရန်စိတ်လှရှားပြီးတော့မှကျေးဇူးများကြီးတင်တယ်ဒီကျေးဇူးတင်တာနဲ့ကိုဘယ်လိုပြောရင်တည်းကနေလက်လက်နဲ့ကျေးဇူးတင်တယ်အဲဂျင်းငွေတွေဆိုရင်တကယ်လိုအပ်တယ်ရှင်းရှင်းပြောကျွန်မအတွက်အရန်လိုအပ်တယ်ဆိုတာခလေးအတွက်ပေါ့နော်ဟိုဥပမာအဖိုးတယောက်ဆိုရင်ဆင်းတက်တာဆင်းတာမနေ့ကမှဆင်းသွားတယ်အဲသူအတွက်လိုတယ်ပြီးတော့မှခလေးတွေပညာရေးတွေအတွက်လိုတယ် အခုဆိုခရစ်စမတ်နနီးပြီဆိုရင်အဲရိုးလေဟုတ်လေအတလေဝတ်စင်မဲအဲ့ဒါကြောင့်ကျွန်တော်စိတ်ပူရပါနော်စိတ်ပူရဆိုတာအဲ့ဒါလိုအပ်တယ်ဆိုတာဟိုဘယ်လိုပြောမလဲစိတ်ထဲမှာရှိတယ်ဆန်တာကလော့စ်ဒီအဲအဲအဲ့လိုမျိုးကလေးတွေခရစ်စမတ်မှာအင်ဂျီအတလေကိုပြောချင်တယ်ဘောနော်ဒါမဲ့တိတ်မတက်နိုင်ဘူးဟုတ်ကဲ့အဲ့မမျော်လင့်မဲ့တဲ့ဒီလိုမျိုးလာလို့တဲ့ခါကျတော့ ဂျီပစံကိုကျမကအကျိုးရှိရှိနဲ့ကျမသုံးဘူးသုံးပါမယ်လာပြီးတော့မှလူထမ်းပေးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်တယ်အဲဆက်လက်ပြီးတော့မှဆုတောင်းပေးတယ်လုံလောက်ဆောင်တာအောင်မြင်တိုးတက်ဖို့ဆန္ဒကြိုးဝါဖို့ကိုခန္ဓာကျမ်းမာပြီးတော့မှစိတ်ချမ်းသာစွာဖြင့်တွားလာတဲ့နေရာတိုင်းမှာလည်းပြန်ရတယ်ခင်ရှင်းဖို့ရန်အတွက်ကျမတို့အမြဲတမ်းဆုတောင်းပေးပါလေလို့ကျမကလေးအားလုံးရဲ့ပူဇော်ကျမတို့ ဆုံးပါလေဟုတ်ကဲ့ပါဒီကိစ္စကိုပြေးရစစ်တယ်မြန်လင်းမင်းရဲ့ဒီလိုမျိုးလာယူပေးတာဘယ်လိုပြောရမလဲမသိဘူးကျေစုတင်တဲ့စကားထဲပို့ရဲဘောနော်နောက်လေးလာပါဟိုလူဒီဖြစ်စေမလူဒီဖြစ်စေလာလေလို့ရပါတယ်ကလေးတွေလာကြည့်ပေးလို့ရပါတယ်ဆိုတော့